းလို့သာစနှစ်လအမြတ်မရဘဲမကြွမလို့ဖြစ်သွားရင်အဲ့ဒီကောင်သိပ်မကြွတော့အမွေးတွေဘာတွေပေါက်လာပြီးခန္ဓာကိုယ်မှာအဝတ်တွေမရှိတော့လူဝံကြီးလို့ဖြစ်သွားမြောက်အကောင်ကြီးလို့အဲ့တော့အကောင်ကြီးကြီးတွေဖြစ်သွားပြီးရင်တို့မှာရှိတဲ့နောက်လာတဲ့အကောင်တွေကိုသိမ့်သွင်းပြီးတော့အသိမ့်သွင်းပြီးတော့အဲ့ဒါသူကဇေယကြီးလောက်တာပဲ ကြံတဲ့လာတဲ့အကောင်တွေကသူကဆရာကြီးဆိုတော့မရဘူးလေဩကအတင်းမေးဖြေးပြီးတော့တခါတည်းသူဆရာလောက်လိုက်တာအဆရာကြီးလုံနေတော့အဲ့ဒီအကောင်တွေကြတော့ကျွတ်ဖို့လေမလွယ်ဘူးသူများတွေကလမ်းလျှော့ရင်လေသူတို့ကမကြိတ်ဘူးပြန်တဲ့နံကအဲ့ဒါကြောင့်တုတ်တန်တိမှာသွားရင်တရဏဂုံတွေပါရင်ပြီးရင်ဘာလောက်ရသလဲဆိုတော့တရဏဂုံတွေတရားကတော့ဟုတ်လို့ရတယ်တရဏဂုံပေးခါနီးအမြဝေခါနီး ီတန်ကိုမကြနိုင်တဲ့ပုဂ္ဂိုလ်များခဏရှောင်ရှားနေကြပါလို့ကြိုပြောရတရားကတော့ဟောရှင်တလောက်ဟောကိစ္စမရှိဘူးတရဏဂုံဘိက္ခဏီကြတော့ဒီတရဏဂုံအတန်ကိုသူတို့မကြနိုင်တာလားမသိအမြတ်ဘိက္ခဏီတို့ဘာလို့ဆိုရင်မကြနိုင်တဲ့လူများဝေဝေရှောင်နေကြပါလို့အဲ့ဒီလိုပြောလိုက်ရအဲ့ဒါမြင်းချံမှတခါကြုံဘူးတယ်တရားဟောပြီးတော့ gain အတန်မကြနိုင်တဲ့အကောင်တွေအကုန်သွားနိုင်တယ်ဆိုတော့ ဟောကောင်းကြီးတွေကရှိသည်များအကောင်းတွေခေါ်ရတာလားအာလို့ဘမကအမြတ်ပေးဖို့ကြည့်တော့တကောင်မကြံတော့ကိုတယောက်ပဲကြံကိုအမြတ်ကိုပေးမှရတော့အဲ့ဒါနဲ့ဟောဟောကောင်းတွေခဏနေဦးခဏနေဦးအဲ့ဒီကိုမဆိုးနိုင်ရင်ကိုပဲသွားသူများမခေါ်သွားနဲ့ငါနတ်မင်းကြီးလေးဦးနဲ့တိုင်လိုက်မယ်လို့ပြောလိုက်တော့မှသူတို့ကထားခဲ့တယ်သူတို့ကြောက်တာကနတ်မင်းကြီးလေးကိုအသေးကြောက်နတ်မင်းကြီးလေးကိုအသေးကြောက် ဘောမကလည်းနာမကြီးလေးကို ပိုင်ထားတယ်ဆိုတော့ဆရာကြီးလှုပ်လို့ရတယ်။ဘောမတော့အစွန်းစားမရှိပေမဲ့နာမကြီးလေးဦးနာမည်နဲ့ဇာနေတာ။နာမကြီးကတော့ကိုယ်တိလားမတိလားမသိ။အဲ့လိုပြောလိုက်တော့မှ အကုန်လုံးချခဲ့တယ်။အဲ့ဒီလိုလေကြုံဘူးတယ်။အဲ့ဒီတုန်းကဆိုရင် ဘုံဘုကအဲ့ဒီပုတ်ပေးတာကဘုံကြီးတစ်ပါးကသူ့ကားနဲ့ကားမောင်းပြီးပုတ်ပေးတာဒုက္ခကြောက်လို့ကားဘုံကမစင်ဘူးသူကကားဘုံမှာပဲနေမိတဲ့အရှင်ပြအောင်လှုပ်ချင်တာလှုပ်တဲ့ရတဲ့တညာလုံးစုံနဲ့သူစောင့်နေမိတဲ့ဘဘုရှင်ပြပြန်ချင်းပြန်ပါမပြန်ဘူးတဲ့သူလည်းအတွေ့အကြုံရအောင်ကားဘုံကတော့စောင့်နေမိတဲ့ကားဘုံမှာထိုင်နေတယ်တိတ်မကြဘူး9နိုင်10နိုင်လောက်ပဲရှိသေးတယ်ကားတကနောက်ကလာခောက်လို့ ကားကောအသည်အတန်ဆင်းပြေးပြီးတော့ကားပေါ်ဆင်းခမုတ်စီဝူးဝူးပြေးလာမိုးလျင်ကဗရဲ့ရွေးပြေးလိုက်ရတဲ့ဒုက္ခဆိုတော့ယောဂီတော့အဲ့ဒီလိုမကြွမလွတ်ပြီးနဲ့ကြာသွားရင်လေးမလွေဘူးဒါကြောင့်ယောဂီတော့တရားကိုတရားရအောင်လုပ်ရအောင်လုပ်လို့ပြောတယ် တရားမရဘဲနဲ့ဘာဖြစ်သွားတယ်လေယုတ်ပုဂ္ဂိုလ်ရဲ့အကုပေါ်မှာကြည်တာပဲယဟန်တကာအကြောင်းတကာသိန်းတကာအာရေတွင်ရေကံအကြောင်းကံလူထတာအများကြီးပဲကြည်လိုက်တော့မကြုတ်ဘူးတကကြီးကတကမကြီးကမကြုတ်ဘူးအကုပေါ်မှာတော့အပြည့်ပဲဖရတကာအကြောင်းတကာယဟန်တကာဘုန်းကြီးကြောင့်တကမှမရဘူးသိရင်ရေခိုင်းလို့ရတယ်လေကြိတ်တာပဲတချို့ကလည်းတကမှမရောက်တဲ့လူလဲဖရကြောင်းကံယဟန်သိန်းစရတကကြီးတက်လိုက်တယ် ဇာနေနေပဲပေါ်တာပိဿံအပေါ်တောင်းတောင်းလောက်ပဲပေးရယောဂီတို့လေကိုတက်ဖို့စဉ်းစားထားဘုရားကြောင့်ကံယဟန်သိဉ္ဇယအကုန်ရှိသည်မြတ်အကုန်သာဖြစ်ပြောရဆိုတော့တချို့ကလည်းတကယ်ဘုရားတရားတကားကြီးတွေပဲဒါပေမဲ့မကြုတ်မလို့ဖြစ်နေတယ်ဆွေးတာလေကိုယ်ခန္ဓာကိုယ်ကိုဆွေးတယ်မသိခြင်းဘူး ကိုယ့်ရဲ့သားသမီးတွေကိုဇွေးတယ်ကိုယ့်ရဲ့ပစ္စည်းဥစ္စာကိုဇွေးတယ်အနည်းဆုံးသားသမီးတွေမဇွေးပစ္စည်းဥစ္စာမဇွေးဘူးဆိုရင်တော့မှလူဘဝလူအဖြစ်ကိုဇွေးတယ်ဘသူမှထွက်ခွာမသွားခြင်းဘူးယခုယုတ်ကြီးတော့တိဆောက်ထားတဲ့လောကကြီးတိဆောက်တိဆောက်ထားတဲ့အရှင်အနေကြီးကနေအလုံးကိုမစ်ပြောက်ပြီးတော့ထွက်ခွာရအောင် ိခာနိမျက်ရည်ကြတာယောဂီတို့ကိုတန်းတက်လို့မဟုတ်ဘူးသူ့အတူသိမှကြောက်လို့တိခာနိလေမျက်ရည်တွေကြာအမလေးသားသမီးကိုလွန်းလို့လားမတွက်လိုက်နဲ့ဒီဘဝကြီးဒီဟာကြီးကခွေးခွာပြီးတော့ထွက်သွားရတော့မယ်ဆိုတဲ့အသည့်တခုမှမသိတော့ဘူးလေအာလုံးပြုတ်လောက်ထားသမျှတီဆောက်ထားသမျှအာလုံးကိုထားခဲ့ပြီးထွက်သွားရမယ်ဘယ်ဘဝကိုရောက်မှန်းလည်းမသိဘူး နန်းပြည်ကိုရောက်မလို့အတိအကျသိနေရင်တော့မဆိုးဘူးပေါ့အဲ့လိုလေသိမှမဟုတ်ဘူးလေတရားဖရတရားမလုပ်ထားရင်အဲ့ဒီမှာ तू အရင်ဝန်းနေပြီးတော့ဇွေးပြီးတော့များသေးသွားရင်တော့အဲ့ဒါပိတ်တာတွေဖြစ်တာပဲပိတ်တာဖြစ်ရင်အဲ့ဒီအလောင်းနှမ်းမှပဲကတ်နေတာဗျာ तू သေးသွားတော့ဒီအလောင်းကြီးအလောင်းကဒီဒုက္ခနာကိုကြီးကဒီမှာ तू ကဒီမှာဆိုတော့နှစ်ယောက်ဖြစ်နေတယ် အဲ့ဒါကမသွန်းရည်ဘူးကလည်းကရင်ကရင်ကရင်နဲ့အဲ့ဒီအလောင်းအကောက်ကူသွင်းရင်လည်းအောက်ကူနားမှာကတ်မိတ္တကြိုဆိုလေအဲ့ဒီမိတ္တကြိုဆက်နားမှာအများကြီးပဲအများကြီးပဲဒါဖြင့်ယုတ်ကြီးတော့သူတို့ကကြတော့လေတေချာလေးပြောပြရတယ်ဟေးတက္ကကြီးတက္ကမကြီးခမရသေးတာမြင်ဘူးလားလူဘဝတုန်းက ောကတော့တခွမှပြန်ပြောပွားပြီးကြည့်ပြီးတော့သူတို့ရဲ့ဉာဏ်ရည်ဉာဏ်ဉာဏ်ရည်ဉာဏ်ရည်ကလည်းပဲတခွမှမသိဘူးငါခန္ဓာဘယ်မှလဲငါခန္ဓာဘယ်မှလဲအဲ့ဒါနဲ့ဆွေးတဲ့သူကအဲ့ဒါပဲတိတိကျန်တာဉာဏ်နဲ့တော်တော်ထိုင်းသွားတယ်ယခုလောအသိဉာဏ်မျိုးမဟုတ်ဘူးယခုလောအသိဉာဏ်မျိုးသာဆိုရင်လူတိုင်းကြွတာကြာပြီဗောယခုလောအသိဉာဏ်မျိုးမဟုတ်တော့ဘူးတုံတုံထိုင်းထိုင်းကြီးနဲ့ ဘလို့လေးမသိဘူးဘယ်လိုဖြစ်သွားလဲသေးတာမြင်ဘူးလားလူဆိုတာအရှင်တန်ရင်သေးတယ်အဲ့ဒါလေးတော့မှတ်ထားတခါမျှတော့မင်္ဂလာဆောင်သွားရင်တော့ငါတို့တနည်းกว่าလို့အန်ကျိတ်ပြီလာတာလေသေးတာကြတော့ငါလေးတနည်းกว่าဆိုဘယ်သူမှအန်ကျိတ်မလာဘူးမင်္ဂလာဆောင်ရင်တော့အမလေးငါသားမင်္ဂလာဆောင်ရင်တော့ငါသမီးမင်္ဂလာဆောင်ရင်တော့ဒကမကြီးတွေကလည်းအန်ကျိတ်တာသူများအတုပသွားရင်ငါလေးတနည်းသေးရမယ်လို့အန်ကျိတ်မလာဘူး ဆိုတော့အဲ့ဒါအဓိကဇာသေးသေးချာချာသူတို့ကိုပြောပြရတယ်။အရှင်တန်ရင်စွန့်လို့ရတယ်သေရတယ်။မင်းကသေးတာဒါဥသွန်းလို့အဲ့ဒီနေရာငါတို့သေရင်အဲ့ဒီအဲ့လောက်ဒီအကောင်မြေကောင်မရတော့ဘူး။ဟိုးဖက်တောင်းရောက်သွားမှာ။သူတို့ကလည်းအားတက်အောင်ပြောရသည်။မင်းတို့ကအရင်ကံကောင်းတာအလေးမှရောက်ရရောက်နေတယ်ပုဂ္ဂိုလ်တွေကကြာရင် ဟိုးအဝေးကြီးရောက်သွားတာလीအဝေးကြီးရောက်သွားတာ ယောဂီတော့စဉ်းစားစဉ်းစားဩဩအစွမ်းအပြားမှနေခြင်းသလားအဲ့ဒါအကိုကိုစဉ်းစားနောက်ဆိုယောဂီတော့မိချိုးစရာစီတောင်ရှိမှမဟုတ်ဘူးအမြန်မြန်လေးလှုပ်လှုပ်စရာ ရှိတယ်အထင်းနဲ့တော့ဘိန်လုံးအခွန်နဲ့ကဘိန်ခွန်နဲ့ရွှေ့နေရရင်ကြည့်မကောင် မိလေးပါလေးလာတော့သေချာလောက်ထအောင်ဒါဖြင့်ယောဂီတို့အဲ့ဒီလိုအဆွေးတွေကအများကြီးအများကြီးဟောဆွေးတဲ့အကောင်းနဲ့ဒီဆွေးတဲ့အကောင်းနဲ့ဗဒ္ဓမကဘုံဘကမပြောတတ်ဘူးဒီကောင်းတွေငါဘလို့ဟောရမလဲနောက်သူတို့ကမြင်ရင်မြင်နေသူတို့အထာသိသူတို့အထာတယ်သိလာတယ်တချို့ကငါသားပင်မှလည်းငါသားပင်မှလည်းငါသမီးပင်မှလည်းအဲ့ဒီလိုပဲအာယုံရှိတာလေ အဲ့ဒါကိုဘုန်းကြီးကနေနေတော့ဘုရားသူအဲ့ခမရဟိုတော်ဟောဘုရားကြီးခမရသားကြောက်တွေ့ခဲ့တယ်ဆိုရင်သားကလွန်နေတဲ့လူကတော့လှစ်ကြည့်တာပဲကိုကိုဟောတကကြီးခမရသမီးကြောက်ကိုမှဈေးမှတွေ့ခဲ့တယ်လို့ပြောရင်အဲ့ဒီတကကြီးကကိုယ်စိတ်ဝင်စားကြည့်တာယခုခမရသားဟောမှဈေးမှဝက်သန်းဝင်နေတာကြည့်ခဲ့တွေ့ခဲ့တယ်ကျက်သန်းဝင်နေတာတွေ့ခဲ့တယ်ယခုလားဆိုရင်တော့ချက်စမ်းပြီးတော့အဲ့နေပြီဗောတီဗီလေးကြည့်ပြီးတော့မြေတည်မြစ်တည်သားသမီးတွေနဲ့ ဒါဖြင့်ခမားတိလေစားမပေါ့ဗျာဆိုတောဟောကမစားရဘူးဟောကတော့စားပြီးတော့အိုက်နေပြီတတိတောင်မရဘူးခမားကသာတတိရနေတာဟောကတော့ဇိမ်ကြပြီးအိုက်နေပြီတတိမရလို့ခမားစီတရမလာမကြည့်ဘူးကျောက်ကတော့လာကြည့်နေရတယ်ခမားလွန်ရင်ကျောက်ပဲလွန်သူများတော့မလွန်နဲ့လို့ပြောရတယ် ဒါပြင်အဲ့ဒီလိုသူတို့ကိုဘာလို့ရတယ်လဲဆိုတော့သံသမီးနဲ့မိဖချစ်ခင်နေတဲ့သဘောတရားကိုနည်းနည်းလေးဒေါသဖြစ်အောင်ဆွတ်ပေးရဒီပိတ္တာကိုဒေါသဖြစ်အောင်ဆွတ်ပေးရအဲ့ဒီတော့မှဟောကသူ့အပေါ်မှာတန်ရိုးစင်ကင်းတာလေလောဘတန်ရိုးစင်ကင်းတာလောဘတန်ရိုးစင်ကိုဒေါသတန်ရိုးစင်နဲ့ပြန်တက်ယူရအောင်